ကြည့်ကြင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေလည်းလည်းကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြခင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာ တငယ်ချင်းရဲဘော်တယောက်နှင့်နေမထွက်ခွာသွားသည့်နောက်သုံးနှစ်အတွင်းတွင်မောင်လူမမမင်းနိုင်မြအမတ်ဖြစ်သူရောက်နေသည်ဟုဖော်ပြခဲ့ရာဖြစ်ပုံဖြစ်နည်းကိုဖော်ပြရပေအောင်မည်မောင်လူမသည်ကျွေးတောင်းရသောငွေ300ကိုပတ်၍တငယ်ချင်းရဲဘော်နှင့်အတူရဲဘော်များအလုံးရင်းနှင့်စုဝေးနေသောနေတနေသို့ရောက်သွားကြ၏ရဲဘော်များမှာအများအားဖြင့်ခေပင်ညာအနေငယ်များသာတတ်ကြသည်ဖြစ်၍ပညာရဆိုလျင် ၎င်းတို့နဲ့တွင် အကြီးအကဲဖြစ်ဖို့များစွာ မခဲရင်လှပြီမောင်လူမမဘီအမောင်ယုံတမဲကျန်တော်သည့်တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်သည့်အပြင်နိုင်ငံရေးစာအုပ်များကိုဖတ်ရှုလေ့လာခဲ့ခြင်းစကားရည်လူပွဲအလေးအကျင့်နှင့်ငโกပါရမီဓာတ်ခံကြောင့်သူတစ်ပါးနာကြလောက်အောင်ပြောထားခြင်းအမှန်အားဖြင့်ရန်ရည်ဖန်ရည်ရှိခြင်းတို့ကြောင့်ရဲဘော်တဲသို့ရောက်သွားပြီးနောက် မကြာမီအတွင်း၌ပင်၎င်းနယ်အတွက်ခေါင်းဆောင်တယောက်ဖြစ်လာတော့သည် မောင်လူမသည်နိုင်ငံရေးလမ်းဖြင့်တက်လို့ခဲ့ရင်မိမိကိုကြီးညိုအားထားသည့်နောက်လိုက်နေသားများအများပြရှိရမည်ဟု၍နားလည်၏နေသားများကြီးညိုအားထားခြင်းခံယူရရှိဖို့ဆိုရင်ဘာမစိုးပြုလုပ်မည်ဟု၍လည်းဆုံးဖြတ်ထား၏တိုင်းပြည်လှုပ်လှုပ်ရွရွဖြစ်နေသောထိုအချိန်တွင်အစိုးရကိုယ်တိုင်ဝိုင်းဝိုင်းလည်လျက်ရှိသောကြောင့်အစိုးရဥပဒေနှင့်လျော်ညီသည်ဖြစ်စေမလျော်ညီသည်ဖြစ်စေနေသူနေသားအကျိုးအတွက်မိမိကစွမ်းစွမ်းတမန်စီမံဆောင်ရွက်လျင် အစိုးရ၌ မိမိကိုအရေးယူရန်ခွင့်အားမရှိ နေသူနေသားများဤလေးစားအားထားခြင်းခံရလိမ့်မည်ဟု၍တွက်ကိန်ထုတ်လေတော့သည် မောင်လုံးမောရောက်သွားသောနေ၌နေသူနေသားများမှာဆန်စပါးရှားပါးသောဒုက္ခနှင့် ရင်ဆိုင်လျက်ရှိရာအစိုးရကအခမဲ့လုံလောက်အောင်ဝေငှရန်လဲမတတ်နိုင်မြေပိုင်ရှင်ကြီးများဤကြည်ရဲ၌ရှိသောစပါးများမှာလည်းအဖို့ကြည်လာသောကြောင့်နေသူနေသားများကပိုက်ဆံပေး၍ဝယ်ယူစားတော့ရန်မတတ်နိုင်ပဲရှိကြတော့သည်တို့ဖြစ်၍ ၎င်းနယ်၌အသင့်အတင့်တက်နိုင်သောလူများသည်ဆန်းအနှဲငယ်ကိုဘဲနှင့်ရော့ရွေ့၎င်းရေကျဲကျဲဖြင့်ဆံပြုတ်ပြောရွေ့သော၎င်းသာတော့နိုင်ကြသေးတော်လဲလက်လုတ်လက်စားများမူကားတနည်းပါလုံးတအိမ်သားလုံးအလုတ်လောက်ကြပါလျက်နှင့်ဆန်းတစလဲဘိုးမရနိုင်သဖြင့်ကျွေးဥမြောက်ဥစာသောဥမျိုးစုံတို့ကိုပြုတ်စားကြရ၏တနည်း၌မောင်လူမော်သည်မိမိ၏တပည့်ရေပေါ်များနှင့်စီဝေးတိုင်ပင်၍၎င်းနှင့်တဝိုင်း၌ရှိသော မြေပိုင်ရှင်များဤစပကြီးများကိုဖောက်ယူပြည်လင်ငတ်ပြတ်သောနေသူနေသားများသို့ဝေငှရန်ဆုံးဖြတ်ကြလေသည် စပရှင်များ၌စပဆုံးရှုံးယုံနှင့်မတင်နိုင်စင်ရသားများမှာချက်ချင်းဝန်းဝါး၍ချက်ချင်းချောင်ချီသွားသည်ဖြင့်မိမိတို့အားကျေးဇူးတင်ကြ၍နောက်နောက်တွင်အသုံးဝင်လိမ့်မည်ဟုမောင်လူမော်တွေးမိလေသည်နောက်တစ်နေ့တွင်မောင်လူမော်အမှုရှိသောရဲဘော်များသည်ရွာသားများအားဆန်လိုခြင်းလျင်လှည့်နှင့်လိုက်ခဲ့ကြဆွေ၍ လဲပေါင်းတရားကျော်များကိုရှေ့ဆောင်ခေါငင်သွားကြပြီလင်မြို့ကလေးတမြို့နှင့်မလီမဝေးတွင်ရှိသောဆန်ဆက်မဆန်အိမ်များကိုလဲများနှင့်တက်ယူကြလေ၏စက်ပိုင်ရှင်သည်မြို့၌ရှိသောဌာနသို့လူလွတ်တိုင်တန်းတော်လဲထိုအခါကစိတ်မပတပါအမှုထမ်းလျက်ရှိသောပလိများကယီဒီရတာလုံနေ၍၎င်းတို့ရောက်လာသောအချိန်တွင်ဆက်ကိုရောင်မဆန်အိမ်များသည်လဲများပေါ်သို့ပါသွား၍ရာသူရာသားများကချက်ပြုတ်ဇားတောက်နေကြလေပြီဤနည်းဖြင့် တဏရှင်များဤဆန်းဆန်းများမှဆံအိမ်များကိုထုတ်ယူ၍ရောင်စင်သည့်အခါလူမော်တို့လူစုရဲဘော်များသည်အစိုးရဝယ်ထားသောဆံအိမ်များကိုလူယူကြပြန်လေရာအစိုးရမှလည်းနိုင်ငံသားတို့တင်ပို့ရောင်းချရန်အတွက်ဆံအိတ်တန်းချင်းထောင်ပေါင်းများစွာဝယ်ယူစုဆောင်နေကြဖြစ်၍တနေရာတနေရာ၌အစုလိုက်အပုံလိုက်ရှိနေရာကရဲဘော်များသည်လူရင်အားကောင်းသည့်အခါများတွင်ဇွတ်ဝင်လူကြ၍အင်အားမတောင့်တင်းသောအခါတွင် အလစ်ချောင်းကအုပ်ကြလေ၏ ဤကဲ့သို့လူပံများလာသောအစိုးရ၌အယုံကြည်ရှုံ၍ပလိအဖွဲလောင်းများနှင့်မနေနေနိုင်သဖြင့်စစ်တပ်စေလွတ်နှိမ်နှင်းရလေတော့သည်ထိုအခါဌာနမှပလိများလာကိုမဖြုံသော လူမတို့ရဲဘော်များသည်ရွာများတွင်မနေတော့ဘဲတခါတည်းတော့ကို၍တပုံဖြစ်သွားကြလေတော့သည်သို့နှင့်ပင်လူမော်သည်ဘုံနေမျိုးဟုသော နာမည်ကိုယူလျက်ဂျပန်လက်ထက်က အနှံအပြားကျဲပြန့်နေသောရိုင်ဖယ်တနတ်နှင့်လက်ပြုံများကိုစုဆောင်းပြီးလင်အစိုးရဆံများသာမကား အစိုးရငွေရများကိုပါအလစ်ဝင်၍တိုက်ခိုက်လူယူလေတော့သည်ရရှိသောဆန်နှင့်ငွေများကိုနေသားများတို့အထိုက်လျောက်ဖြန့်ပြူးဝေငှလေရကားနေသားများသည် လူမော်ကိုဘုံနေမြို့ဟုသောအမည်နှင့်နှုတ်ဖြားတွင်ချီးကျူး၍မဆုံးအောင်ရှိကြလေ၏ဘုံနေမြို့ဤထောက်ပံ့ဆွင့်ကြဲခြင်းခံရသောနေသားများကမူ၎င်းအားအဟုတ်တကယ်ဂျီညိုလေးစားလျက်ရှိကြသည်ဖြစ်၍အစိုးရတိုက်ကြီးများချီတက်လာသည်ဟုသတင်းရသောအခါများတွင် မိုင်ပေါင်း20ကျော်30ခရီးမှခြေချင်းလာ၍လူမော်အားတရင်ပေးကြလေသည်တောသူတောင်သားတို့မြေဒီမှာစည်းကမ်းဥပဒေသောဘာသောနာမလဲမိမိတို့စားရတော့ရသောဘက်သို့မြစ်တာထားကြရလေကလူမော်မှာလျှို့အမြောင်များအချောင်းရထား၍၎င်းကိုနေနေသောအစိုးရစစ်တမ်းများမှာအခက်အခဲတွေ့ရလေတော့သည် အစိုးရတပ်ကစုံစမ်းသည့်အခါလူမော်တို့တောင်ဘက်၌ရှိလျင်မြောက်ဘက်သို့ပို့လိုက်၍ လူမော်ထံသို့ကအပြေးအလွှားသွားရောက်တရင်ပို့ကြလေ၏လူတို့မြေသည်မကောင်းသော အလုတ်ကိုဆောင်ရွက်သည်ဖြစ်စေကောင်းသောအလုတ်ကိုဆောင်ရွက်သည်ဖြစ်စေကုသိုလ်ကံထောက်ပံ့သည့်အလှည့်အပတ်တွင်လုံသမျှအောင်မြင်တတ်ခြင်းကိုအသက်၄50နေမိသောခါ၌သဘောပေါက်ကြပေလိမ့်မည်ငရွယ်တို့အခါကမူကောင်းသော အလုတ်ဘက်မှအခါခတ်သိမ်းအောင်မြင်ရမည်ကဲ့သို့မှတ်ထင်တတ်ကြ၍ကံအကြောင်းကိုနားမလည်ကြချေစင်စစ်တော်ကမကောင်းသောအလုတ်ပင်ဖြစ်စေကံလိုက်သောအခိုက်တွင် အထမြောက်အောင်မြင်၍ကံမလိုက်သော အလှဲ့ပတ်၌အမှန်ကောင်းမြတ်သောလုပ်ငန်းဖြစ်ပါလျက်တစ်တစ်ငော့ငော့အလွယ်လွယ်အချောချောဖြစ်ရရပင်ရာလူမမဆောင်ရွက်သမျှတွင် အောင်မြင်၍မိမိကိုယ်ကိုအထင်ကြီးလာပြီလျင်မိမိ၏ဉာဏ်ဤဖန်ရကြောင့်အောင်မြင်သည်ဟုတထစ်ချယူဆလာခဲ့လေပြီဆံစပါးများကိုလွတ်၍ဝေငှခဲ့ရမှပလိတ်ဌာနများကိုစီး၍လက်နက်များလွတ်ယူခြင်းငွေတိုက်တူဖောက်ခြင်းမိရာများကိုရက်၍ဓမြတိုက်ခြင်း စသည့်အလုံများတိုင်အောင်တဖြည်းဖြည်းဇရေလာခဲ့လေပြီ။ဘုံနေမျိုးဤစည်းကမ်းတစ်ခုမှာပစ္စည်းကိုလူယူစေကမူလူကိုတတ်သည့်အထိမဖြစ်စေရအောင် နောက်လိုက်ငယ်သားများအားအထုသတိထားစေ၏။အသက်အသေးခံ၍ခုခံသောလူဟု၍အလွန်ရှားသောကြောင့်လူမတို့လူစုသည်လူတတ်မှုမဖြစ်စေဘဲအစိုးရဗန္နာများကို လူယူနိုင်ခဲ့ကြလေသည်။တို့ဖြစ်၍လူမမနေမထွက်လာ၍တနေ့ခမ်းမြအတွင်တွင်နေသူနေသားများဤနှုတ်ဖြား၌ ဘုံနေမျိုးဘုံနေမျိုးစသည်ဖြင့်ဓမျိုးတဲ့မျိုးလျက်ချီကျူးတတကြရသည်နှင့်အတူအစိုးရဘက်၌လည်းနာမည်အလွင်ကြီးလာ၍ဘုံနေမျိုးကိုဖမ်းဆီးရန် ကိစ္စအတွက်ပလိမင်းကြီးနှင့်စစ်ဘိုလ်ချုပ်တို့တိုင်ပင်ကြရသည်အထိကြီးကျယ်လျက်ရှိလေပြီထိုအချိန်မှာနေမလူမော်ထွက်လာပြီးသည့်နောက်တနည်းကျော်များလောက်သာရှိသေးသည်ဖြစ်၍လူမော်သည်မင်းတိုင်ပင်အမတ်မဖြစ်သေးပဲဘုံနေမျိုးမြည်နှင့်တပုံဘိုလ်တယောက်အဖြစ်၌သာရှိပေသေးသည် မောင်သားများသည်အတွင်ဝင်များယုံ၌စည်ရေးလုံနေခိုက်တွင်နှမဖြစ်သူမန်းငွေကြီးအသက်တန်ဖြား၍ရွေပုံမှဆရာဝန်များပင့်ခေါ်ကုသနေရာကြောင်းဂျေနန်ရသည်နှင့် အထက်လူကြီးရန်ခွန့်ဆယ်ရက်ပန်၍ရွာကိုအမြန်ပြန်လာခဲ့လေ၏မောင်သားများရောက်လာပြီးသည့်နောက်တနေ့၌ပင်မန်းငွေကြီးယောဂမှာဆေးရုံကြီးသို့ပို့၍ကုသမှဖြစ်နိုင်ပြီဆိုသောကြောင့်မော်တော်ကားကိုဖြင်းချင်းစွာမောင်းလျက်ရွေပုံဆေးရုံသို့ပို့လိုက်ကြရလေသည်ဒုက္ခကား မတနန်တို့တာမိမှာဇီဝမပြတ်သေးသဖြင့်နှစ်ထပ်တိုက်နိုင်ပင်နေထိုင်လျက်ရှိရာမောင်သားမြတ်သည်နှမကိုဆေးရုံတို့တင်ထားရင်မတနန်တို့ဤနေအိမ်တို့နေစဉ်အမြတ်သွားရောက်ကဘူပန်တမှုပြုခွင့်ရပြန်တော့၏မန္တလနံကမူဤကိစ္စကိုမိမိအားနာမပူပဲခင်လေးဆွေကိုသာပြောဖို့လွှဲချ၍ခင်လေးဆွေကမူလူတပတ်သားရောက်ရက်ခတ်ဖြစ်နေခြင်းကိုအယတာခံ၍ကြည်နေသည့်လက္ခဏာနှင့်ငယ်သေးသည့်ဖြင့်မခွဲနိုင်ဆိုသောစင်ကြယ်တစ်လုံးဖြင့် ကာကွယ်လျက်ရှိလေတော့သည်ဒီနေ့တနေ့မောင်တန်မြတ်နှင့်မတနန်တို့တရားချင်းစကားပြောခွင့်ရခိုက်တွင်ကုသမြတ်အလုကယုံမှာဗာမြလို့ရတာလေရှင်အောက်ဆုံးတန်းစည်းရှိသေးတော့ကုဌာနနဲ့ဆိုင်တဲ့စာရဆောင်ရောက်လာရင်သက်ဆိုင်ရာစာရွက်စာရန်သို့မဟုတ်အာဖိုင်တွဲကိုယူဆက်ကူရွက်ကလေးအထုကမှတ်ချက်ရေးရုံဝင်တော့စီတင်ဒါမျိုးတော့ပါပဲဗျာပြည့်စရာကြီးရှင် ယောက်ျားတမင်နေဒါလုံးနေပြီးရတော့မှလားပြီးရင်လည်းဘယ်နဲ့လုံးမလဲဗျာအလုတ်ကဒါပဲရှိတာကိုယောက်ျားဆိုပြီးယောက်ျားနဲ့တန်တဲ့အလုတ်မျိုးလုံးမှပေါ့ရှင်ဟာကမိမတွေလုံနိုင်တဲ့အလုတ်မျိုးကပဲဟုတ်တော့ဟုတ်တာပါပဲမတ်တနံကျုပ်လည်းစဉ်းစားနေတာပဲဝင်တော့စာမျိုးပဲဝင်ဖို့စာကြယ်ရင်ဝင်ရတဲ့အလုတ်ပါပဲဆောင်ဝဲအောင်လို့ဝင်တော့ဖြစ်တော့ကောဆောင်ဝဲနဲ့ကလောင်တန်ပဲမဟုတ်ဘူးလားကလောင်တန်နဲ့ရေးဖို့ဦးတော်ထဲကညံထုတ်ရသေးတာကိုမတ်တနံရဲ့ ဒါကြောင့်လေဟူလိုဒီလိုဖြတ်တန်းပြီးအစီအခံစားရေးတယ်ဆိုတာပါပဲမိမမလုံနိုင်တဲ့အလိုမျိုးမဟုတ်ပါဘူးလွတ်တတ်ရင် မိမလည်းဖြစ်နိုင်မှာပေါ့လေကျမတို့ကတော့ယောက်ျားဆိုရင်ယောက်ျားမှလုံနိုင်တဲ့အလိုမျိုးလုံမှသဘောကျတယ်အရရယ်ကြည်နဲ့တယ်တကယ်ဆိုကိုလူမကိုကြည့်ပါလားလူများကတော့တပုံလို့ခေါ်ကြမှာပေါ့ဒါပေမဲ့ကျမတို့သဘောကျတယ်တိတ်အရရယ် သတင်းစာတွေထဲမှာတပုံပိုလိုလိုဓမြလိုလိုကြီးညာပြီးစုငွေထုတ်ထားပါကလားပါဆူဆူပါပြပြယောက်ျားစုဆွဆွဆာဆာနေလားငါလားလှုပ်တက်မှာပေါ့ပန်ကားအုပ်မှာကလထိုင်ပေါ်ထိုင်ပြီးကလောင်တန်ကလေးနဲ့ချစ်နေလို့ဘာလို့မှလဲဒါမျိုးတော့မိမလည်းတင်ထားရင်လှုပ်တက်တာပဲမောင်သားမြတ်မှာမတ္တနံပြောသောဇာက၌အတိတ်ပဲအထိုက်လျောက်ရှိသည့်ပြင် လူမော်နှင့်နိုင်ရှင်ဖော်ပြခြင်းကိုဘယ်ခါမှမခံမရနိုင်လျာကား မတဏံကတမင်ခနဲ့၍ပြောလိုက်ခြင်းကိုပင်တကယ်မခံကျင်သောစိတ်ဖြစ်ပေါ်လာလေတော့သည်လောက၌လူတယောက်ဤအနာဂတ်ရည်သည်တခါတရံတွင်ကယောကမေပြောလိုက်သောဇကာတခွန်းကလေးကိုအကြောင်းပြု၍အကြီးအကျယ်ပြောင်းလဲခဲ့ဘူးလှလေပြီ။မောင်သားမြတ်သည် ခွင့်ရစိတ်ကုန်၍ပြန်ကုန်သောပြန်ရောက်သောအခါတွင်အစိုးရကစစ်ဘုအတတ်တင်ကြောင်းတွေ့ပညာတတ်လူငယ်များခေါ်ယူနေခိုင်းနှင့်ကြုံကြိုက်၍လျှောက်လာတင်လိုက်ရာလက်ခံကြောင်းပြန်စာရသည်ဖြင့် စရေအလုံးမှနှုတ်ထွက်ပြေးလျင်စစ်ကြောင်းသို့တက်လေတော့သည်ကျောင်းမှဆင်လာသည့်နောက်လက်တန်နင်တာမြတ်သည်စစ်ဘက်ဆိုင်ရာအလုံဝတရားများဆောင်ရွက်နေတဲ့တွင်လူမော်မှဘုံနေမျိုးမြေနှင့်ဒိုင်းပြည်တွင် နာမည်ကြီးလျက်ရှိနေလေပြီလူမော်သည်တနည်းတခြားစရေလာ၍အစိုးရ၏ဗန္ဓာကိုလူယုံယုံသာမကအစိုးရစစ်မှုရမ်းများကိုအယူလုသည့်အထိစော်ကားလျက်ရှိလေပြီတခါကလူမော်သည်ဒေါသတယောက်ရောင်ဆောင်၍ စစ်စခန်းသို့သွားပြီးလင်ဘုံနေမျိုးတို့လူစုရှိသော နေရာကိုတရင်ပေးသွား၏စစ်ဘုကတကယ်မှတ်၍တရင်ပေးသောနေရာသို့စစ်သားအလုံးရင်နှင့်လိုက်သွားရာတွင်လူမတို့လူစုသည် အဆောင်စစ်သားအနေငယ်နှင့်ထားခဲ့သောငါးတိရာဘူးအာလူပဲငချောက်စာသာစာနဲ့ရိတ်ခါများကိုဝင်ရောက်လူယူသွားကြလေသည်စစ်ဘုပြန်ရောက်လာ၍အဖြစ်ပြက်ကိုသိရသည့်အခါဒေါ်ပွားလာသည်ဖြင့်ဒီကောင်ကို တွေ့ရနေရတွင်အရှင်မဖမ်းပဲအသေးပြစ်တတ်မယ်ခုဂျုံသွားလေသည် ၎င်းစစ်ဘော်သည်ဌာနကြီးသို့ခိတပြန်သွားရာတွင်မိမိ၏အမိနှင့်စားရဲမှစားတဆောင်ရောက်နေ၍ဖွင့်ကြည့်သောအခါမိတ်ဆွေပြစ်တတ်တာတော့ဟုတ်ပါပြီတွေ့အောင်ရှေ့ဦးစွာရှာသမ်းပါဦးဟူ၍ရေးသားသည်ကိုတွေ့ရလေသည်ဒါနေ့တနေ့လက်ဖတန်နှင့်သာမြတ်သည်တပုန်နေနှင်း၏အတွက်ဘိုးကျော်ကတာဝန်ချရာရာတွင်မိမိအားအခြားဒေသသို့မပေါ်ပဲဘိုးနေမျိုးတောင်းကြနေသောနေရာသို့ဆေလွတ်ပါမည်အကြောင်း နေမျိုးစောသူသည်မိမိထင်သောလူဖြစ်ကလျင်ကြောင်းနေပဲဖြစ်၍၎င်းကိုကောင်းကောင်းသိသောကြောင့်အခြားစစ်ဘုရားတရားကိုအယူလုတ်တဲ့သို့မိမိကိုအယူလုံနိုင်ဖို့မရှိကြောင်းပြောပြလေ၏ဘုရားသည်ထိုချိန်၌နာမည်ကြီးဆုံးတစ်ယောက်ဖြစ်နေသောဘုံနေမျိုးကိုဖမ်းပြပရစေဆိုခြင်းတည်းဝမ်းမြောက်လှ၍တာမြတ်ကိုစစ်သားတရားတက်နှင့်လက်နက်ရိတ်ခါအပြည့်အစုံဆွေလွတ်လိုက်လေ၏တာမြတ်ကလည်းနေမျိုးနှင့်နောက်ပါများကိုမမိမချင်းဌာနကြီးသို့ပြန်မလာတော့ပြီဟု မိတ်ဆွေစစ်ဘုံများအားပြောသွားလေ။ဘုရားမြတ်သည်တဏ္ဍကိုင်းစေသားတရားတက်ကိုဦးစီးလျက်ရိခာပြေစုံနှင့်ထွက်လာ၍လူမော်တို့လူစုကိုလိုက်လံရှာဖွေရာနေသားများသည်လူမော်ဘက်မှမြစ်တာထားကြသည့်လက္ခဏာနှင့်လူမော်ကိုကြိုတင်သတင်းပေးကြရာကသာမြတ်တို့ရောက်သွားသောနေရာတိုင်းလူမော်တို့ဖွဲ့ထွက်ခွာသွားနေကြသည်ကိုသာတွေ့ရတော်သည်။တခါတည်းညနေပိုင်းတွင်သာမြတ်ရောက်သွားသောအခါလူမော်တို့အဖွဲ့သည် နေကင်းကထွက်သွားကြောင်းတွေ့ရ၍နန္ဒခင်အချင်းရောက်သွားပြန်လည်း ဒကောင်လောက်ကထွက်သွားနိုင်ကြလိမ့်ပြီတို့နဲ့လက်မတင်ကလေးလောက်မြလွဲ၍လွဲ၍အဖွဲချင်းဆိုင်မိကြသည်ဟု၍မရှိချေတာမြတ်စဉ်းစားမိသည်ကဤတို့ဖြစ်ရခြင်းသည် လူမတို့ကိုကြိုတင်သရင် ပေးနှင့်တော်သူရှိသောကြောင့်သာဖြစ်ရမည်ထို့ကဲ့သို့သရီပေးခွင့်သရင်ပေးခွင့်မရအောင်ဘယ်ကဲ့သို့ပြုလို့ရမည်နည်းဟုအကြံထုတ်၏အချိန်တိတ်ကပ်၍ဒိန်ရှောင်းနိုင်ကြခြင်းကိုထောက်သောအပြင်သရီပေးတော်သူသည် ကြာရှည်စွာမကြွတင်ပဲမိမိတို့ထွက်ကန်ဤကလေးတွင်မှကပ်၍တရင်ပေးခြင်းဖြစ်ရမည်ဟု၍လဲစဉ်းစားမိ။စဉ်စစ်မှလူမတို့နောက်သို့မိမိတို့လိုက်ကြရာတွင်တဟုန်တို့လန့်ထွက်ပြေးသောလူများနောက်သို့လိုက်ရခြင်းကဲ့သို့တခါတည်းဒုံဆိုင်၍လိုက်ဝန်းကြသည်မဟုတ်ပေ။လန်ခီမှချောင်း၍ပြည့်မြီကိုလဲစိုးရင်ရသည်ဖြင့်တရိနှင့်ခမမှန်လိုက်ရခြင်းဖြစ်သောကြောင့်မိမိတို့မထွက်မီ9မိနစ်ကြိုတင်၍ တယောက်ယောက်ကသွားပြောလင်းပင်လူမတို့မှာဒိန်ရှောင်ဖို့အချိန်ကောင်းကောင်းရတော့သည်ဟု၍လဲစဉ်းစားမိ၏။တံမြတ်တွေ့ကြုံရသည်မှာဒဏ္ဍာရ၌မိမိတို့ကနှစ်ရက်နားနေခဲ့လင်လူမတို့ကလည်းရှင်းနဲ့ရှိသောနေရာတွင်နှစ်ရက်မြတ်ပင်နားသွားကြောင်းတွေ့ရ၍မိမိတို့ကတရထဲနားလင်လဲသူတို့ကတရထဲပင်နားသည်ကိုတွေ့ရလေသည်။ဖြေရပုံမှာလူမတို့သည်တခါတည်းတောက်လျှောက်ပြေး၍မတင်ဆောင်ပဲလူယုံကလေးမြအေးအေးဆေးဆေးနှင့်ဗမာမကန့်လုံနေကြလေသည်။တံမြတ်သည် လူမော်ကိုလက်မတင်ကလေးကပ်၍လွတ်၍လွတ်၍သွားသည်ဆိုရာ၌လူမော်တို့ရှိသောနေရာကိုတရင်မှန်ရရှိထားသော အခါများကိုသာဆိုလိုပါရာလူမော်တို့ကမြောက်ရက်တွင် ရှိနေပါလျက်နေသားများကလူမော်တို့ကိုမြစ်တာထားသည့်အတွက်တောင်ရက်၌ရှိသည်ဟုမမှန်တရင်ပြကြသောအခါများလည်းရှိပေသေးသည်ထို့သောအခါများ၌မူတာမြတ်တို့ရောက်သွား၍လူမော်တို့ကိုအစအနမျှမတွေ့ကြရသဖြင့်လက်ပြန်ပြစ်လျင် မမန္တရင်ပေးသောရွာသားကိုအေးယူမီကြံတော့ဤသို့သောလူတယောက်သည်ဓမ္မနံကမမန္တရင်ပေးသည်ဒိုရီမဟုတ်သူကိုယ်တိုင်တရင်အမကိုကြားထား၍သူအတိတ်အတိုင်းသဘောယုံနှင့်ပြောခြင်းဖြစ်သည်ဟု၍အမှန်ကန်ဆုံးဖြတ်ရန်ခရင်တော်ကြောင့်အယံမဲ့အပြစ်မပေးလိုသောတာမြတ်မှာအကြက်ကြား၍နေတော့သည်ဒနေ့တနိုင်တာမြတ်တို့လူစုသည်ဇရက်တစ်ခုအနည်း၌စခန်းချလျက်ရှိစဉ်တာမြတ်သည်နာနဲ့လင်းဒီနှင့်တပြိုင်နက်၎င်းစခန်းမှထွက်ခွာမည်ဟုအကြံပြုထား၏ ၎င်းကြောချင်းတွင်တာမြတ်သည်မိမိ၏စစ်သားများနှင့်အထူးသဖြင့်ယုံကြည်စိတ်ချရသောစစ်သား၄ယောက်ကိုခေါ်၍မိမိတို့ထွက်မြေ့လမ်းမှစောင့်နေကြပြီလင်မိမိတို့စစ်တပ်မရောက်လာမီ၎င်းလမ်းပေါ်သို့လာသောလူများကိုဖမ်းဆီးရန်မှာထား၍စေလွတ်လိုက်လေ။နန္ဒလင်းအားကြီးချင်းတွင်တာမြတ်နှင့်စစ်သားများသည်ဇေယစကမ်းမှထွက်လာ၍မိုင်တဝက်ခန့်ရောက်ကြသောအခါယခင်စေလွတ်ထားသောစစ်သား၄ယောက်ကရွာသား၄ယောက်အားဖမ်းထားသည်ကိုတွေ့ရလေ။တာမြတ်သည်ထိုလူ၄ယောက်ကိုစစ်ဆေးတော်လဲဘူးကွယ်ကြတော်သည်။ ဤတွင်တာမြသည်လူနှယောက်ကိုတိရပင်၌ခြိထားစေ၍မမမပြောလင်ဝဲခြင်းပြည့်ပြစ်တက်လိုက်မည်ဟုချင်းချောက်သည်တွင်မှလူနှယောက်ကဖြောင်းချက်ပေးကြတော်သည်၎င်းတော်သားနှယောက်မှလူမော်တို့ကကြွေမွေသောဂျေဇုကြောင့်အစိုးရစစ်တပ်လာမည်အကြောင်းကိုညာတွင်ချင်းသွားရောက်တရင်ပေးမည်အကြံနှင့်ထွက်လာကြပါသည်ဟုထွက်ဆိုကြလေသည်တာမြသည်တရှိုကင်းတော်များဖြစ်ရမည်ဟုယူဆတော်လဲချက်ချင်းအပြစ်မပေးလိုသည်နှင့်စစ်တပ်နှင့်အတူခေါ်လာခဲ့လေ၏။တာမြနှင့်စစ်သားတရားတို့ခြိတက်သွားကြ၍ ဆယ်မိုင်ခန့်ရောက်ကြသောအခါခြေစုံမှကင်းတောက်ဖြစ်နှင့်ဆေလွတ်ထားသည့်စစ်သား၄ယောက်တို့သည်တရှုံများကိုစောင့်မြော်နေကြသောဒဘုံကင်းတောက်၂ယောက်တို့နှင့်ပပင်းပါတွေ့ဆုံမိကြ၏ဒဘုံကင်းတောက်၂ယောက်တို့မှအစိုးရစစ်တပ်မလာမီမိမိတို့လွတ်ထားသောတရှုံ၂ယောက်တို့ရောက်လာကြလိမ့်မည်အထင်နှင့်စိတ်ချလက်ချစောင့်မြော်နေကြခြင်းဖြစ်လေသည်ခါတိုင်းမူကားတရင်ပေါ်သောတရှုံများကအစိုးရစစ်တပ်မရောက်မီရောက်နေကြဖြစ်တော်လဲဤကြိမ်၌မူတာမြတ်ကတရင်ပုံမြင့်သူတရှုံ၂ယောက်ကိုဖမ်းချုပ်ထားလိုက်သည်ဖြင့် တရင်ပုံမိတွင်မရှိဘဲဖြစ်နေရာတွင်တဘုံကင်းတော့၂ရောက်တော့မှအစိုးရစစ်တပ်မှတအူးကင်းတော့၄ရောက်တော့နှင့်မမျော်လင့်ဘဲစုံမိကြခြင်းဖြစ်လေသည်ဤတွင်စိတ်ကြလက်ကြစောင့်မြန်နေသောတဘုံကင်းတော့နှင့်သတိဝိရိယနှင့်တက်သွားသောအစိုးရကင်းတော့များတွေ့ဆုံခြင်းဖြစ်သည့်အပြင်အရေးတွေအားဖြင့်၄ရောက်နှင့်၂ရောက်ဖြစ်နေရာကတပြန်တလန်ပြစ်ကြတော်လဲသတိနှင့်သွားသောစစ်သားများကရှေးဥစွာပြစ်ခွင့်ရကြသည်ဖြင့်ပြစ်လင်ပြစ်ချင်းတဘုံတယောက်ကြဆုံးခဲ့လေပြီ။ ရန်တယောက်သည်ခုခံပြစ်ခတ်သေးတော်လဲနောက်ဆုံးတွင်ကိုလွေယုံပြေးဖို့ကြိုးစား၍စစ်သားများကပြစ်ချလိုက်ကြ၏စစ်သားတယောက်တွင်လက်မောင်း၌ကြီးစံထိမှန်တော်လဲအသားဒဏ်ရာများသာဖြစ်၍မထောက်တာပဲနောက်ကတမ္မနှင့်အတူပါလာသောဆရာဝန်ကကျက်စီပိကံများနှင့်ဆက်လက်လိုက်ပါနိုင်တော့သည်ထိမှန်သောတပုံနှစ်ယောက်နှင့်တယောက်မှပွဲချင်းပြည်သည်ဆုံး၍ကြံတယောက်မှပခုံးကိုထိမှန်ထားရာ၎င်းတို့ထံမှလူမော်တို့၏တပုံတပ်စခန်းအခြေအနေကိုတာမြတ်တို့သိရလေသည် ။ဒါများတို့စစ်တပ်ချစ်တက်သွားသောအခါတပုံများသည်တရှုံများ၎င်း၊ကင်းတောင်နှစ်ယောက်၎င်း၊ဇေလွတ်ထားသည်ဆို၍၎င်းတို့ထံမှသတင်းတစုံတရာမကြရသေးသဖြင့်စိတ်ချလက်ချချက်ပြုတ်ဇားတော်လျက်ရှိကြ၏။တို့ရာတွင်လူမော်သည်စစ်စခန်းချပုံအနေထားနှင့်ပတ်သက်၍စာအုပ်များမှဘ ഹു တုဒ္ဒအတော်တန်ဆူဆောင်းရရှိထားသည်ဖြစ်သောကြောင့်မိမိတို့လူစုကိုအမှတ်မဲ့အလစ်ဝင်မတိုက်နိုင်စေရန်အထိုက်လျောက်စီမံထားလေသည်။တပတ်၌ပေဒီယာခန့်ကျဲသောချောင်းကလေးကိုကြောပေးလျက် ဓမြနာတွင်အုပ်ပုံတကယ်သို့ရှိနေသည့်ဇေဒီတော်ငုတ်တော်ကြီးရှိရာတတိယမျက်နှာ၌မူကားပစိုးတပတ်ခန့်ရှိသည့်ညောင်မင်းကြီးသုံးလေးပင်တို့ပေါရောက်လျက်ရှိ၏အကယ်၍တလင်းပြောင်းဖြစ်နေသည့်သရုတ်ဒမျက်နှာဘက်မှရန်သူများလာခဲ့သည်ရှိသောလူမော်တို့လူစုသည်ဇေဒီငုတ်တော်ကြီးနှင့်တစ်ပင်ကြီးများနောက်တွင် အကာအကွယ်ယူ၍ရိုင်းဖက်ဒနတ်မျိုးစုံနှင့်ခုခံပစ်ခတ်ရန်စီမံထားလေသည်ရင်းသို့စီမံထားပါတော်လဲလူမော်တို့လူစုသည် မိမိတို့ဆေလွတ်ထားသည့်တရှုနှင့်ကျင်တော်များကိုအာဟုသည်နှင့်ပေါ်ရစွာနေမိကြရာဒါမြတ်တို့စစ်တပ်ကလေးကလမ်းကွေကိုကျော်လွန်၍ဝါကနေပေါ်လာသောအခါဂရိုက်ကြိုက်ပြင်ဆင်ကြရလေတော့သည်ဤတွင်ဒါမြတ်ကမြမာချင်းချင်းဖြစ်၍မပြတ်သက်လိုကြောင်းပြောပြလျင်လက်နက်ချဖို့အမိန်ပေးလိုက်လူမော်သည်ဒါမြတ်၏အတန်ကိုကြားရ၍ကြည်လိုက်သောအခါတွင်မှတတလုံးပြိုင်ဘက်ဖြစ်လာခဲ့သောဒါမြတ်ဖြစ်နေကြောင်းသိရ၍ အံ့ဩမိတော်သည်ထောကားလူမော်သည်ဘဝဖြူတည်းကိုတဏှာဖြားတွင်ချီ၍ဘေးနေရာခန့်လောက်၌ရှိသောဒါမြတ်တို့စစ်တပ်ကမြင်လောက်အောင်ရမ်းပြလျက်မောင်သားမြတ်မဟုတ်လားဟေဟုတ်တယ်မင်းလည်းမောင်လူမမဟုတ်လားဟုတ်ပါတယ်စကားတစ်ခွန်းလောက်မပြောရဘူးလားဘာပြောကျင်တယ်အဝိကလန့်ဝရတာပြင်မဲ့မှာတဲ့တင်ငယ်ချင်းအနာကပြောကြဖို့စီမံကြရအောင်မကောင်းဘူးလားဘယ်လိုစီမံမလဲကွာမင်းနဲ့ငါနဲ့တယောက်ချင်းရှိတယ်လာပြီဘ ਹੁ မာဆုံပြောကြရအောင်လေကောင်းပြီ မင်းတို့တွေကိုထွက်လည်းမပြေးဖို့ပြစ်လည်းမပြစ်ဖို့မှားထားခဲ့ငါကလည်းမပြစ်ဖို့မှားထားခဲ့မယ်စိတ်ကြမောင်းထွက်လို့တော့မပြေးပါဘူးငါလူများဒီလောက်သွေးမနှဲပါဘူးမပြစ်ဖို့လည်းမှားထားခဲ့ပါမယ်စိတ်ချရရလားကွာမင်းတို့တွေမင်းတို့တပုံဆိုလို့တစ္ဆာမရှိဘူးမှတ်နေသလားငါလူတွေလက်ရွေးစင်တွေပါကွာကောင်းပြီဒါဖြင့်လာခဲ့လေဤတွင်ဒါမြတ်နဲ့လူမတော်သည်မိမိတို့ဤနောက်ပါများအားလက်နက်များအသင့်ပြင်ထားကြ၍မိမိတို့နှစ်ယောက်တွေ့ဆုံကြသည်ကိုညီသက်စွာစောင့်ကြည့်နေကြဖို့အတိတ်မှားထားကြလေ၏ ၎င်းနောက်တာမြတ်နှင့်လူမာတို့သည်အဖွဲ့နှစ်ခုအကြမ်းနှင့်ရှိသောကွက်လက်တို့မျက်နှာချင်းဆိုင်လျှောက်လာခဲ့ကြလေ၏အလဲနဲ့တွေ့ဆုံကြသောအခါတာမြတ်ကဘာပြောချင်လို့လဲကွာငါတို့ကြောင်းမာနေတော့ကဖတ်ခဲ့ရတယ်ဒူးမတ်ရေးတယ်ဂျေဟူးဤရဲဘော်များဆိုတဲ့ဝတ္ထုထဲမှာတပုံစစ်တပ်နဲ့အစိုးရစစ်တပ်နဲ့ရင်ဆိုင်မိကြတော့တပုံကောင်းဆောင်ကအစိုးရစစ်ဘုံကိုတယောက်ချင်းတိုက်ဖို့အကြံပေးရမှာ အစိုးရစစ်ဘုကညင်းတော့တဲပြီးတက်တည်နေတဲ့စစ်ဘုပဲလို့မင်းကပြောခဲ့မှုတဲ့ဇကားကိုသတိရသေးသလား။ဒါမြန်လဲမိမိပြောခဲ့မှုသောဇကားကိုသတိရသည့်ပြင်အချိန်နေမှာလဲထတ်တူထမ်းမြရှိနေသောဖြစ်ကိုစဉ်းစားမိ၍အံဩစွာနဲ့သတိရပါတယ်။အေးကောင်းပြီ။ငါတို့လည်းအခုသူတို့အချိန်နေတိုင်းဖြစ်နေတာကိုစဉ်းစားမိရလား။အခုပဲစဉ်းစားမိတယ်။ကောင်းပြီ။ဒါဖြင့်မင်းလူတွေလည်းမသေးရအောင်ငါလူတွေလည်းမသေးရအောင် မင်းနဲ့ငါတယောက်ချင်းတိုက်ကြဆိုလားဘယ်နဲ့လဲဒါမြလည်းချက်ချင်းပင်သဘောတူလိုက်ချင်ဤသို့တော့လူအ ਨੇ နဲ့အများဖြစ်နေ၍ဒေဇာပေါ့ရှုံမြီကိုတည်တော်ကြောင့်လူမော်ကဤကဲ့သို့အကြံပေးခြင်းဖြစ်လေသလားဟုရုတ်တရက်စဉ်းစားမိသည်နှင့်မင်းမာလူဘလောက်ရှိသလဲလူတရာကျော်ရှိပါတယ်ကွမင်းတို့တက်ကစစ်သားတရာတည်းရှိတာငါသိပါတယ်ကောင်းပြီတယောက်ချင်းတိုက်ပြီးရှုံတော့ဘယ်လိုနိုင်တော့ဘယ်လိုတော့မင်းရှုံနေမင်းစစ်သားတွေသွားခြင်းရသွားဖို့ငါခွင့်ပြုလိုက်မယ် ငါရှုံးရင်ငါလူတွေအဖမ်းခံစေမယ်။ဒါမြတ်ဒီလူမော်ပေသောကြံကိုစဉ်းစားကြည့်ရာငယ်ကလေးကတတိပြံပြဖြစ်ခဲ့ကြသည့်ပြင်ဝိထုတဲကအစိုးရစစ်ဘုကိုဒေဘောနေရီဟုကဲ့ရဲ့ခဲ့ဘူးသောမိမိဤစကားအတွက်ကြောင့်ညင်ပယံလဲချက်သည်နှင့်တပုံတရားကျော်အဖမ်းခံပြီးဆိုခြင်းကိုယုံကြည်လာသည်မဟုတ်တော့လဲ။ကောင်းပြီ။တိုက်မယ်။ဟုပြန်ပြောလိုက်။ဤတွင်လူမော်ကငါလူငယ်တုန်းကစကားကိုပြန်မပြင်ဘူး။တော်ပြီလားပဲ။ gain ါဖြင့်ဗာလက်နဲ့နဲ့တိုက်ကြမလဲဒါချင်းတိုက်ပေါ့ကွာတနက်ကအစီအစဉ်လောက်ရတာရှုပ်ပါတယ်မရှုပ်ပါဘူးကွာလောက်ရင်ဖြစ်ပါတယ်ရေဟူးဝတ္ထုထဲမှာရိုလင်နဲ့လူတယောက်နဲ့တိုက်ကြပုံဖတ်ရတော့ကပြင်းတဲ့လူမျိုးတွေတိုက်ကြပုံတဲကောင်းတယ်ဆိုမင်းပြောဘူးတာမှတ်မိတယ်မဟုတ်လားဒါမြန်လဲဝတ္ထုထဲတွင်တိုက်ကြပုံနှင့်တကွမိမိပြောခဲ့ဘူးသည့်စကားကိုမှတ်မိ၏မိမိကိုယ်တိုင်လည်းချော်လုံးပြုတဲ့နှက်ပြင်းချင်း၌ အတော်အတန်အလေးအကျင့်ပြုလုပ်ထားခဲ့သည်လည်းမှန်၏သို့သောစစ်ဘုအတက်တင်ကြောင်း၌စကွင်းကိုပြည့်၍လေ့ကျင့်ထားခြင်းမြတ်သားဖြစ်၍လူကိုထိမှန်အောင်တကြိမ်မျှမပစ်ခဲ့ရသေးဘူးချေဤလူငယ်နှစ်ယောက်တို့ဖြစ်နေကြပုံမှာဥဝဲမြည်တဲ့ကလေးကတယောက်နဲ့တယောက်ပြိုင်မဲ့ဖြစ်လာခဲ့ကြသောကြောင့်တယောက်ကပြုလုပ်ရဲသည်မျှကိုတယောက်ကမပြုလုပ်ရဲပါဟုဝန်ခံမိစားအသေးခံမိဟူ၍ပင်မာနာကြီးလျက်ရှိကြလေတော့သည် က်ကတုံမအပြန်သကိုင်းတရာကြီးပေါ်မှနှစ်ယောက်လုံးလက်တွဲ၍ခုံချခဲ့ဘူးရာတာမျက်မှာပေါင်တစ်ဖက်မြက်သွား၍လူမောင်မှာခန်းအောင်ခဲ့ရဘူးလေသည်တို့ဖြစ်ရာကတာမျက်သည်လူမောင်ပြောသည့်အတိုင်း၆လုံးပြုတ်တနက်တလက်စီကင်၍ပြင်သစ်တိုင်ဤတိုက်ကြရန်သဘောတူညီလေတော့ဤဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတော်ဤ ညက်တက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းငါမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်တင်ပါခင်ဗျာ